မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်နေပြည်တော် တက္ကသိုလ်မြို့နယ်ကအေဂျင့်သားဆံပြကြီးရွာမှာအသက်15နှစ်အရွယ်မောင်ဖိုးချစ်ဆိုသူလူငယ်လေးကိုစစ်မှုထမ်းဖို့အတွက်ဆိုပြီး အကြမ်းဖက်စစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုပါတယ်ပဲခူးတိုင်းကပေါ့ခေါင်းမြို့နယ်မှာစစ်မှုထမ်းဖို့လူငယ်တွေကိုလိုက်လံစုဆောင်းနေတဲ့ညောင်ပင်အင်းကျေးရွာအုပ်ချုပ်ရေးမှူးတင်ထွေးနဲ့တားပြစ်သူတက်ချက်ကြီးကြော်တူစိုးတို့နှစ်ဦး ပြစ်ခတ်ခံရပြီးနောက်ဦးလုံးပွဲချင်းပြီးကိုသေကုန်ကြပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့နေပြီးတော့တကုံးမြို့နယ်ကအေဂျင်တာစံပြကြေးရွာမှာအသက်15နှစ်အရွယ်မောင်ဖိုးချစ်ဆိုသူလူငယ်လေးကိုစစ်မှုထမ်းဖို့အတွက်ဆိုပြီးအကြမ်းဖက်စစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ကြေးရွာနေပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်ဒီကနေ့ဧပြီလ3ရက်နေ့မနက်3နာရီလောက်ကပဲ နေပြည်တော်တက္ကသိုလ်မြို့နယ်မှာရှိတဲ့အောင်ချမ်းသာစံပြကျေးရွာတဲ့ကိုအကြက်ဖက်စစ်တပ်ကဝင်ရောက်လာပြီးစစ်မှုထမ်းဖို့မဲပေါက်ထားတဲ့မောင်မျိုးချစ်ဆိုသူကိုလာရောက်ရှာဖွေတဲ့အချိန်မောင်မျိုးချစ်ဆိုသူဟာထိုင်းနိုင်ငံကိုထွက်သွားတယ်ဆိုတဲ့အတွက်ညီဖြစ်သူအသက်15နှစ်သာရှိသေးတဲ့မောင်ဖိုးချစ်ဆိုသူကိုအကြက်ဖက်စစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဖြစ်စဉ်ကိုတေချာသိရှိထားသူတို့ကပြောထားပါတယ်လက်ရှိမှာတော့အကြံဖတ်စစ်ကောင်စီတပ်ကနိုင်ငံတော်မှာလူငယ်တွေကိုစစ်မှုထမ်းဖို့ဆိုပြီးအတင်းအကျပ်လိုက်လံခေါ်ဆောင်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့လူငယ်တွေများပြားလာတဲ့အတွက်အကြမ်းဖက်စစ်တပ်ကတွေ့ကြရလူငယ်တွေကိုမတရားဖမ်းဆီးခေါ်ဆောင်တာတွေလုပ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့ဘကိုးတိုင်းကပောက်ခေါင်းမြို့နယ်မှာစစ်မှုထမ်းမိုးလူငယ်တွေကိုလိုက်လံစုဆောင်းနေတဲ့ညောင်ပင်အင်းကျေးရွာအုပ်ချုပ်ရေးမှူးတင်ထွေးနဲ့တားဖြစ်သူတက်ချက်ကြီးကြော်သူစိုးတို့နှစ်ဦးပြစ်ခတ်ခံရပြီးနှစ်ဦးလုံးပွဲချင်းပြီးကိုပြေကုန်ကြပြီလို့ပြည်သူ့ကာကွယ်ရေးတမတော် 3631 PPDF တရင်တာဝန်ခံကရန်ကုန်ခေတ်တကိုပြောပါတယ်။ဧပြီလ2ရက်နေ့ဖြစ်တဲ့မနေ့ကည7:00နာရီလောက်ကပဲပဲခူးတိုင်းပခေါင်းမြို့နယ်ညောင်ပင်အင်းကျေးရွာအုတ်ချုပ်ရေမူတင်ထွေးနဲ့တားဖြစ်သူစစ်သားဟောင်းတက်ချက်ကြီးကျော်သူစိုးတို့ကို3631 PPDF တရင်တခွဲ၄ကနေတွားရောက်ဖမ်းဆီးခဲ့တယ်ဆိုပါတယ်။အဲ့ဒီနောက်အုတ်ချုပ်ရေမူတင်ထွေးနဲ့တားဖြစ်သူတက်ချက်ကြီးကျော်သူစိုးတို့ဟာတရက်ချောင်းလန်းအရောက်မှာဆိုင်ငယ်ကိုပြစ်လဲပြီးထွက်ပြေးဖို့ကြိုးစားတဲ့အတွက် ော်လိုင်းရေးတပ်တွေကနေပြစ်ခတ်ရှင်းလင်းရမှာနှစ်ဦးလုံးပွဲချင်းပြီးကိုသေကုန်ကြတယ်လို့3631 PPDF တရင်တာဝန်ခံကရှင်းပြထားပါတယ်အဲ့ဒီကြေးရအုတ်ချုပ်ရင်းမှုတင်ထွေးနဲ့တားဖြစ်သူတက်ချက်ကြီးကြော်သူဆိုးဆိုးသူတို့နှစ်ဦးဟာလူငယ်တွေကိုစစ်မှုထမ်းမှုအတင်းအကျပ်လိုက်လံခေါ်ဆောင်ပြီးစစ်တပ်ထဲကိုပို့နေတဲ့သူတွေဖြစ်တယ်လို့အခုတော့သေကုန်ကြပြီလို့3631 PPDF တရင်တာဝန်ခံကပြောထားပါတယ်ခင်ဗျဒီတခါရန်ကုန်မြို့မှာလေ ်မင်္ဂလာတော်မြို့နယ်က ရွှေနသာအုတ်ချုပ်ရင်းမှုရုံအနီးမှာရှိတဲ့အကြံဖတ်စစ်တပ်ဂိတ်စခန်းကိုရန်ကုန်ယူဂျီတပ်ဖွဲ့တွေကနေလက်ပစ်ဘုံနှလုံးပစ်သွင်းတိုက်ခတ်ရမှာရုံရှိကင်းထဲမှာရှိနေတဲ့အုတ်ချုပ်ရင်းမှုအပါဝင်၃ဦးသေသွားတယ်လို့ Mother Sun Force အဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒီကနေ့ဧပြီလ3ရက်နေ့မနက်10:00နာရီခွဲလောက်မှာပဲမင်္ဂလာတော်မြို့နယ်ရွှေနသာအုတ်ချုပ်ရင်းမှုရုံအနီးမှာရှိတဲ့အကြံဖတ်စစ်တပ်ဂိတ်စခန်းကိုရန်ကုန်ယူဂျီအဖွဲ့တွေကနေလက်ပစ်ဘုံနှလုံးပစ်သွင်းတိုက်ခတ်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်တပ် gate ကင်းစခန်းမှာရှိနေတဲ့အုတ်ချုပ်ရဲမှုတဦးအုတ်ချုပ်ရဲမှုနောက်လိုက်တဦးနဲ့စစ်သားတဦးစုစုပေါင်း၃ဦးသေကုန်ကြတဲ့အကြောင်းကိုမြေပြင်ကင်းတောက်အဖွဲ့ကနေအတီးပြုတ်ထားတယ်လို့လဲ Mother Sun Force အဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်တိုက်ခိုက်မှုကိုတော့ကိုတူ DRSSA UG အဖွဲ့ Mother Sun Yangon Force UG အဖွဲ့နဲ့ကိုတေမင်းတမန် LPDF မဟာမိတ်အဖွဲ့တွေကနေပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်ခင်ဗျတစ်ဖက်မှာတော့ အေယဝတီတိုင်းကဖျားပုံအကျဉ်ထောင်မှာထောင်အာဏာပိုင်တွေကအကျဉ်သားတွေကိုဥပဒေမဲ့ရိုက်နှက်မှုကြောင့်ပဋိပက္ခဖြစ်ပွားတဲ့အချိန်စစ်တပ်နဲ့ရဲကပြစ်ခတ်နှိမ်နှင်းမှုအတွေ့နိုင်ငံရေးအကျဉ်သားအယောက်20အပြင်းထန်ဒဏ်ရာရထားပြီးစေဝါကုတဖို့လိုအပ်နေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်သားများကွန်ရက် PPNM အဖွဲ့ရဲ့ကိုတိုက်ထုံးဦးကရန်ကုန်ခေတ်ကိုပြောပါတယ်မတ်လ31ရက်နေ့မော်လယ်ပိုင်းကဖျားပုံအကျဉ်ထောင်မှာထောင်အာဏာပိုင်တွေကအကျဉ်သားတွေကိုဥပဒေမဲ့ရိုက်နှက်ပြီးမှ ထောင်ပေါက်မှုကျူးလွန်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့လိန်လဲသတင်းထုတ်ပြန်ပြီးစစ်တပ်ကိုဖြိုခွင်းခိုင်းတယ်ဆိုပါလေ။အဲ့ဒီနောက်စစ်တပ်ရဲ့ရဲကအချင်းတောင်ကိုရောက်လာပြီးတနက်နေ့ပြစ်ခတ်ဖြိုခွင်းမှုတွေပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။လက်ရှိမှာစစ်တပ်ရဲ့ရဲကပြစ်ခတ်ဖြိုခွင်းမှုကြောင့်ရော့အချင်းဦးစီးဝန်ထမ်းတွေရဲ့ဥပဒေမဲ့ရိုက်နှက်မှုတွေကြောင့်ပါနိုင်ငံရေးအကျဉ်းသားအယောက်20ဟာပြင်းထန်ဒဏ်ရာတွေရထားပြီးစေဝါကုသဖို့လိုအပ်နေတယ်လို့လည်းကိုတိုက်ထုံးဦးကပြောထားပါတယ်။ဒီလို အကျဉ်းဆောင်ထဲမှာအကျဉ်းသားတွေကိုဥပဒေမဲ့ညှဉ်းပန်းနှိပ်စက်နေတဲ့အကြမ်းဖက်စစ်ကောင်စီနဲ့အကျဉ်းဥစည်းဌာနကိုနိုင်ငံကအဖွဲ့အစည်းအသီးသီးကနေအမြန်ဆုံးအရေးယူမှုတွေဆောင်ရွက်ဖို့လိုအပ်နေပြီလို့လဲနိုင်ငံရေးကျဉ်းသားများကွန်ရက် PPNM အဖွဲ့ရဲ့ကိုတိုက်ထွန်းဦးကပြောထားပါတယ်ခင်ဗျ။အခုတခါပဲခူးအတိုင်းပတ်မှာတော့ကျော်ကားမြို့နယ်ကပဲနယ်ဂုံမြို့စီပင်တရားဈေးကြီးမိလောင်မှုအတွင်းစံကမောင်း400ကျော်နဲ့နေအိမ်10လုံးမိလောင်ပြကျသွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်။ အဲ့ဒီပဲနယ်ကုန်းမြို့စီပင်သားရဇေကြီးဟာဧပြီလ၂ရက်နေ့ဖြစ်တဲ့မနေ့ကည9နာရီလောက်မှာမီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီးည10နာရီဝင်းကျင်လောက်မှသာမီးညွန့်ကျိုးသွားတယ်ဆိုပါလေမီးလောင်ကျွမ်းမှုဟာဝါယာရှော့ကနေစလောင်တာဖြစ်တယ်လို့လည်းပြောနေကြပြီးလောလောဆယ်တော့စိုင်ကမ်းပေါင်း400ကျော်နဲ့နေအိမ်10လုံးမီးလောင်ပြကျသွားပြီလို့ဒေသခံပြည်သူတို့ကပြောထားပါတယ်အဲ့ဒီပဲနယ်ကုန်းမြို့စီပင်သားရဇေကြီးမှာကျေးရွာပေါင်း20ဝင်းကျင်လောက်ကပြည်သူတွေဟာ ဒီဈေးကိုပဲအမိပြုတ်ပြီးရောင်းဝယ်လှုပ်ရှားနေရတာဖြစ်တယ်လို့အခုတော့တဈေးလုံးနှီးပါမိလောင်လို့ကုန်ပြီလို့ဒေတာကန်ပြည်သူတွေကပြောထားပါတယ်ခင်ဗျဒီတခါဆက်ချင်တာကတော့လာမယ့်2025ခုနှစ်မှာညှော်မှန်းထားတဲ့နိုင်ငံရေးရလဒ်တွေထွက်ပေါ်ဖို့အတွက်ပူပေါင်းချိတ်ဆက်မှုတွေကိုဂွင်းဆန်မိမိစနစ်တကျတိစောက်ကြဖို့နိုင်ငံတော်ယာယီသမ္မတဒူဝါလက်ရှိလက်ကတိုက်တွန်းပြောကြားလိုက်ပြီးလက်ရှိအန်ယူဂျီအနေနဲ့ KIA နဲ့ပါအပြည့်အဝပူးပေါင်းနိုင်မှုစ조사ဆောင်ရွက်နေတယ်လို့လည်းပြောတော့ပါတယ် ဧပြီလ2ရက်နေ့ဖြစ်တဲ့မနေ့ကကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့73မြင်းဆောင်2024အစိုးရအဖွဲ့အစည်းအဝေးမှာယာယီသမ္မတဒူဝါလက်ရှိလက်ကပြောကြားခဲ့တာပါဒါပြင်အမျိုးသားညီညွတ်ရေးအစိုးရဟာနေဦးတော်လိုင်းရေးတစ်ခုလုံးရဲ့ကံကြမ္မာနဲ့ဆက်ဆက်ပြီးဖြစ်တည်နေတဲ့အစိုးရအဖွဲ့ဖြစ်တယ်ဆိုတာကိုတတိချက်ဖို့နဲ့ပြည်သူလူထုဟာသူတို့ရဲ့အသက်အိုးအိမ်စည်းစိမ်နဲ့အနာဂတ်ကံကြမ္မာကိုမြို့သားညီညွတ်ရေးအစိုးရစီမံအနှံထားတဲ့အခြေအနေဖြစ်တယ်ဆိုတာကိုလည်းမမေ့ကြဖို့လိုအပ်တယ်လို့ နိုင်ငံတော်ယာယီတမနာဒူဝါလက်ရှိလက်ကတိုက်တွန်းပြောဆိုတော့ပါတည်တယ်။လက်ရှိမှာလဲနွေဦးတော်လိုင်းရဲ့လှိုင်းလုံးဟာအမြင့်ဆုံးအထိရောက်နေပြီလို့ပြောနိုင်တဲ့အတွက်အချိန်ကာကောင်းနဲ့အခွင့်ကာကောင်းကိုအလေးနဲ့စဉ်းစားပြီးလူထုအတွက်အကောင်းဆုံးသောတော်လိုင်းရဲ့ရလက်တွေထက်မှန်ဆောင်ကျင်းပေးဖို့ကိုလဲတော်လိုင်းရဲ့အင်အားစုအသီးသီးကိုအထူးမြတ်တာရက်ခံထားပါတည်တယ်။ဒါပြင်အခုလက်ရှိမှာလဲအမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ကချင်လူမျိုးရေးတမတော် KIA နဲ့ပါအပြည့်အဝပူးပေါင်းနိုင်ဖို့စ조사ဆောင်ရွက်နေပါတယ်လို့လဲ နိုင်ငံတော်ယာယီသမ္မတဒူဝါလက်ရှိလက်ကပြောကြားတော့ပါလိမ့်ခင်ဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတွေ့ပါလေကျွန်တော်နိုင်ငံပါ